်မင်္ဂလာပါရှင်ရှင်နေရှန်ကွန်မြန်တဖုံးသတင်းဆောင်ကနေတင်ဆက်ပေးမှာကတော့စက်ပြိုးရင်းနှစ်မွေးမြူရေးတက္ကသိုလ်မအူဝင်ဖွင့်ပွဲသူနိုင်ငံတော်ယာယီသမ္မတတက်ရောက်ဖွင့်လှစ်တဲ့သတင်းဖြစ်ပါတယ်စက်ပြွေးမွေးမြူရေးနှင့်ဆက်မြောင်းဝင်ကြီးဌာနစက်ပြွေးနှင့်မွေးမြူရေးတက္ကသိုလ်မအူပင်ဖွင့်ပွဲအခမ်းအနားအားနိုဝင်ဘာ23ရက်နေ့နက်ပိုင်းကကျင်းပရာပြည်တော်ဆွေးသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာရေးကော်မရှင်ဥက္ကဋ္ဌပူဇော်မှုကြီးမဲအောင်လိုင်းတက်ရောက်ဖွင့်လှစ်ပေးကြောင်းသိရပါသည် ရှေးဦးစွာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာယီကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည်စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်မှဥပဒေတို့ရောက်ရှိကြရာစိုက်ပျိုးရေးမွေးမြူရေးနှင့်ဆက်မြောင်းဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးနှင့်တာဝန်ရှိသူများကျောင်းသားကျောင်းသူများကကျေးဇူးနှုတ်ဆက်ကြပါသည်အခမ်းအနားသို့ကော်မရှင်အတွေ့အေမှုတွဲဖက်မှုဆောင်ချုပ်ဗိုလ်ချုပ်ကြီးရဲဝင်ဦးကော်မရှင်ဖွဲ့ဝင်၂၀ရာဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးဒုတိယဗိုလ်ချုပ်ကြီးရပြီ ပြည်အောင်စစ်ဝင်ကြီးများဖြစ်ကြတဲ့ဦးမင်းအောင်ဒေါက်တာမြူသိန်းကျုံဦးမျိုးတန် AR တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတမောင်ဝင်းကာကွယ်ရေးဦးစီးချုပ်ယုံမှအစီအမြတ်တက်မတော်အရာရှိကြီးများဒုတိယဝန်ကြီးများစိုက်ပျိုးရေးမွေးမြူရေးနှင့်ဆက်မြောင်းဝန်ကြီးဌာနမှတာဝန်ရှိသူများဌာနဆိုင်ရာတာဝန်ရှိသူများပေါမခချုပ်များနှင့်ဒုတိယပေါမခချုပ်များဆရာဆရာမများနှင့်အကြောင်းသားအကြောင်းသူများဖိတ်ကြားထားတဲ့ဧည့်သည်များတက်ရောက်ကြပါသည်အစီအစဉ်အရကော်မရှင်အတွေ့အမူတွဲဖက်အမှုဆောင်ချုပ်ဗိုလ်ချုပ်ကြီးရေဝင်းဦး ကော်မရှင်ဖွဲ့ဝင်နေစည်ရဝင်ကြီးဌာနပြည်အောင်စုဝင်ကြီးဒုတိယပူချုပ်ကြီးရပြီးစိုက်ပျိုးရေးမွေးမြေနှင့်ဆက်ပြောင်းဝင်ကြီးဌာနပြည်အောင်စုဝင်ကြီးဦးမင်းအောင်သိပ္ပံနေနီးပညာဝင်ကြီးဌာနပြည်အောင်စုဝင်ကြီးဒေါက်တာမြို့သိန်းကျော်နှင့် AR တိုင်းဒေသကြီးဝင်ကြီးချုပ်တို့ကအခမ်းအနားဖဲချုပ်ပြဖွင့်လှစ်ပေးကြပါသည်အဲ့ဒီနောက်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အကြမ်းသာရေးကော်မရှင်ဥက္ကဋ္ဌကစိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်မအူဝင်ပင်မဆောင်ဆိုင်မှုအားစက္ကလုံနှင့်ဖွင့်လှစ်ပေးပါသည်။ ိုင်နာမှာတော့နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကပင်မအစာဦးကပီးမော်ကောအားအမွေနန္တာရေးများဖြင့်ပတ်ဖြန်းပေးပါသည်။အဲဒီနောက်အခမ်းအနားဒုတိယပိုင်းကိုဆက်လက်ကျင်းပပြုလုပ်ရာဥစွာចောင်းသားចောင်းသူလေးများကစိုက်ပျိုးရေးတက်ကတူမအုပ်ပင်ဖွံ့ဖွဲအထိတ်မဲ့တခြင်းဖြင့်ကပြဖြိုပြီးကြပါသည်။ အဲ့ဒီနောက်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာရေးကော်မရှင်ဥက္ကဋ္ဌကအမှစကားပြောကြားပါရတယ်။အဲ့ဒီနောက်စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆက်မြောင်းဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးက စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်မအူဝင်ဖွင့်လှစ်ရခြင်းအရွယ်ချက်နှင့်ဆောင်ရွက်ချက်များကိုရှင်းလင်းတင်ပြပါရစေ။ဆက်လက်ပြီးနိုင်ငံတော်ယာယီတပ်မတော်နိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာအရေးကော်မရှင်ဥက္ကဋ္ဌထံစိုက်ပျိုးရေးမွေးမြူရေးနှင့်ဆက်မြောင်းဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးကစိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်မအူဝင်ဖွင့်လှစ်ခြင်းအထိမ့်မဲ့ပစ္စည်းအားကာရဝပြုပေးရပါသည်။ အဲ့ဒီနောက်စိုက်ပျိုးရေးတက္ကသိုလ်ဘဦးပင်တွင် မော်တော်ယဉ်များဖြင့်လှည့်လေကြီးရွှေစစ်စီပြီးတာဝန်ရှိသူများ၏တင်ပြချက်များပေါ်လိုအပ်သည်များလမ်းညွှန်မှာကြားကြောင်းသိရပါရရှင်။